အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ EOU Channel လေးမှကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွတ်နဲ့ဆွဲရခြင်းအကြောင်းရင်းဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘုဒ္ဓတရားပွဲတင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါရရှင်တဘာဝတရားကြီးကပေးလာသောဆွေအင်ထူးခြားသောဖြစ်ရများကိုမတည်သေးသူများကိုဘုဒ္ဓတရားစီရင်ညွှန်သောစာပေတာဖြစ်ပါကြောင်းလို့ဤသာထားပါတယ်ရှင်။ ကျိုးနဲ့များပေါရောက်တတ်သည့်ဒေသတွေကကချင်ပြည်နယ်၊မိုးကောက်မြို့နယ်အတွင်းကရင်ပြည်နယ်မြောက်ရီဒေသအချို့တွေမှာပေါရောက်တတ်သလိုရှမ်းပြည်နယ်၊မွန်မေမြို့နယ်အတွင်းနဲ့မြမပြည်ရဲ့ရင်းနှံမြေနဲ့ဆက်ဆက်နေတဲ့မကွေး၊ရင်းနှံချောင်း၆မြို့၊ခလီထိုဒေသတို့နေဆက်တတ်သည့်မဟာငိုင်းတော်စသည့်နေရာများမှာရှားပါစွာပေါရောက်တတ်ပေသည်တဲ့ကျွန်းလည်းဤမူလရင်းမြစ်ကကျွန်းဖိုပင်ဖြစ်ပါတယ်။ထိုကျွန်းဖိုပင်မှာမြေဆွေလာအတွင်းမှာနှစ်ပေါ ောင်းများစွာနှိမ့်ညွတ်နေရမှထုံမြင့်ကြီးရဲမှဓာတ်တုမျိုးစုံတို့က၎င်းကျွန်းဖူပင်ကိုဓာတ်ပြူပေးရာထူးခြားသောတင့်မျိုးနွယ်ဝင်ပင်ဖြစ်လာအောင်ပံ့ပိုးပေးကြ၏။မြေရီလေမီဓာတ်ကြီးလေးပါဤပြုပင်စီရင်ခြင်းကြောင့်ကျွန်းနဲ့အတွင်သို့ပူပြောင်းရရှိရပေ၏တဲ့။ကျွန်းနဲ့အဖြစ်သို့ရောက်ရှိတော်လဲထိုကျွန်းနဲ့များအစွမ်းမပြသေးပေ။ ကြကံတထုတန်တဲ့ရွှေအစရှိသော မီးအောက်တန်ရန်စာတာတို့က၎င်းကျွန်းဖို့ပဲအတွင်းသို့တတ္တတိကိင္ခာကျွန်းတဲ့အတွင်းသို့ရောက်ရှိလာပြီကျွန်းတဲ့အဖြစ်ရောက်ရှိသောအခါကာလညအခါများမှာကောင်းကင်၌ရှိသောပြရာတို့သည်တန်တထုရွှေအစရှိသောအရာတို့အားမိပင်သို့ဆင်းသက်ခါမိကြီးအတွင်းသို့တက်ဝင်ကြ၏ထိုကောင်းကင်ပြရာများသည် ပေါ်ပါသည့်ရွှေအစရှိသည့်ဒတ်တတုပစ္စည်းများကိုစားမိရင်ပြန်နိုင်ကြသည်၏တဲ့။တန်စားမိရင်တော့လေးလံသည့်အတွက်ကြောင့်မပြန်နိုင်တော့ပဲထိုကျွန်းလက်သားနှင့်အတူထပ်ဖြူကနေကြီးအတွင်းမှယုံကန်ခြင်းထားကြခြင်းလုံလဖြူရတာနေလေ၏တဲ့။ထို့သောယုံကန်ထားကြရမှအရှိပင်တို့မဟုတ်မြေပင်တို့တိုင်းပေါ်လာရပေ၏။ထို့သောပေါ်လာတော့လဲကန်ကြီးသူများသာတွေ့နိုင်ပေ၏တဲ့။ဂျမန်နီးက ပို့စကူမှာဖုံးတော်ကြီးတစ်ပါးကို အိမ်မက်ပေးလို့တွားကြည့်ရာကျွန်းနံများတွင်းလို့တဲ့နေရာသေးတော့အတိအကျဖော်ပြမှာထားပါဘူးပထမသူ အမနှုတ်တာပေးဆိုကြောင်းလို့ထင်မိတယ်တဘာဝပါရမီအလျောက်ပဋ္ဌာန်းဆက်အားကောင်းသူများသာနတ်ဝိဇ္ဇာများတောဆောက်တောင်ဆောက်လက်ဆောင်များကကျွန်းနတ်သားကို ပိုက်ဆိုင်ထိုက်သည့်ပုံကအိမ်မက်ဖြစ်တော်၎င်းလူအတွင်ဖန်ဆင်းရတော်၎င်းအတိပေးကြပေ၏တဲ့ကျွန်းနတ်သားများဟာဘာကြောင့်ဂံမီယအလွယ်ဝဖြစ်တယ်လဲ ဆိုရင်တေချာလိုက်မှတ်ကြပါတဲ့ပြာတာကိန်းအောင်လို့ပဲဆိုတာတိမှတ်ကြပါကုန် ပြာသားတာမကင်းရင်ကျွန်းနဲ့လူအမိသာရမယ်ဘာမှစွန့်လာစရာအကြောင်းမရှိပါဘူးတဲ့ကျွန်းနဲ့သားစိတ်မစစ်ဆိုတာကတော့သူ့ကိုမိရှို့ပြချလိုက်ရင်ရွှေရောင်ပြငွေရောင်ပြတန်လိုက်ပြမယ်ရရှိပါလိမ့်မယ်၎င်းပြများကိုတန်လိုက်တုံးဝဖြင့်စမ်းတက်ပါကတန်တက်ပါရှိသောပြများကကတ်လာပါလိမ့်မယ်တန်လိုက်ဆွဲအဖြစ်၎င်းပြတွေကမကတ်ရင်တော့အကျိုးမပြီးစီးနိုင်ပါတဲ့ဒီနေ့ခေတ်မှာလိန်ညာပြီးတော့ရောင်းချသူတွေလည်းရှိသမို့အထူးပြုဆိုင်စစ်စစ်ပြီး အာမခံလေးသောဆိုင်များမှာဝေယူသုံးဆွဲတင်မှာကြောင်းဒီနေရာမှာကန္နီအတက်ကိုဝါသနာအရင်ကလေးကအဖိရဲ့ဒီဟူသောမိပညာရက်ကိုလိုက်စားသူများဟာရှေ့အခါကအဖိရဲ့ပညာရှင်တို့သည်ရွှေရောင်ပြတန်လိုက်ပြများကိုစုပြီး လက်ချားစော်တာများကိုချော်ချက်ပြီးထည့်တူထားပါတယ်ထို့သူထဲတို့ပါက တန်ပြတာလို့ရရှိလာပါမယ်။ထိုကျွန်းထဲမှာရရှိသောတန်ပြများကိုဂေါလီလုံးကဲ့သို့ရရှိလာအောင်ပြုပြင်လုပ်နိုင်ရင်တော့မိမိကြိုက်တဲ့တန်လန်းစီကိုတန်လန်းနိုင်မှာဖြစ်ပါတယ်တဲ့။အဂိယက်တီဟူသောမိပညာရဲ့ဖြင့်ပြုလုပ်သူ၌ထူးခြားချက်မှာပိယာဒိဋ္ဌိ၊ကာယဒိဋ္ဌိတို့၌အလွန်အားကောင်းလာပြီ။ရှေးရှေးသောစာဆိုအရလက်ခတ်တန်ကျွန်းဖို့သာတောင်းတိုင်တာကကြားတလီလေးဆိုသောတခြင်းမှာကျွန်းတက်ကိုဆိုလိုပေသည်။ အထက်ကောင်းငင်ရဲ့အထီးပင်လက်ကမောင်းခက်လာအောင်တိတ်တိဝင်သောတံမှာကျွတ်နဲ့တံပင်ဖြစ်လေသည်အကီရဲ့အကြောင်းကောင်းလာသလိုဗဒီအကြောင်းရာပါဆွဆွရရရင်တော့ကျွတ်နဲ့ဟူသောအရာသည်ကျွတ်ကနှင့်အနက်ကခေါ် နှစ်ခုကိုနှွေရပြီကျွန်းစုသောအရာသည်တလင်းလာနေငွေကြီးစရာတွေကိုပြည်လေစုသောစွန့်ရည်အထူးပံ့ပိုးနိုင်သည်ရဲ့ဒါကြောင့်ယနေ့ခေတ်မှာကျွန်းနဲ့ပတိကို အရာအမိဝဲယူ၏ပရိစိတ်ကြခြင်းပါပဲတဲ့အမှန်တကယ်ကနဝင်းကလူအစွမ်းဆောင်ရေကောင်းရှိရတော့မဟုတ်ပါဘူးဒီကျွန်းနဲ့မှာပြာရာတန်တက်တို့ကိန်းဝတ်လီသောအချက်နှင့်နဝင်းကိုက်အချက်နှင့်ထိုနှစ်ချက်ဆောင်ရေးသာဤကျွန်းနဲ့ကိုခံမိရဟု အမိကွန်မောင်းပြေဆောင်ကပရိစိတ်သူများ ကတီလာကောင်းရင်ကောင်းသလောက်အကျိုးပေးမြန်စီတာပါလောကကြီးမှာနဝင်းကြိုက်ပစ္စည်းတွေအများကြီးရှိပါတယ်တဲ့နဝင်းကြိုက်တိုင်းကဆွဲရမယ်ဆိုရင်ဘီယာပဲတောက်နေမှာပေါ့ဗျာတဲ့ဘီယာဘီယာငါရှားကလေငါလေကိုလွင်းမှာပဲဗျဆွမ်းနိုင်ပါမလားမွေးကုံမယ်မူးမယ်ယူမယ်ဒါတွေပဲရပါမယ်တဲ့ ထမ်းပင်များလည်းမြေကြီးထဲမှာအနေကြလာရဲ့ထမ်းကြောက်ဖြစ်သူရောက်ရှိပါတယ်ထမ်းခွန်ကြောက်နှင့်ခွန်နှင့်ကိုပဲဖြစ်ပါတယ်ထိုးထမ်းကြောက်မှာကြာတာတန်ဓာတ်တတိမကိန်းလို့ပင်ကိုဆွာအာမရှိပါဘူးဒါကလောကီလန်လိုက်စားသူများသိစီခြင်းကဖော်ပြရပင်ဤတဲ့ကျွန်တော်ပြောချင်တာကကျွန်းလက်ဟာသူ့ရဲ့ပင်ကိုဆွမ်းဆောင်ရေးပါနေပြီးသားကိုပရိစိတ်သူဟာကျွန်းလက်ပရိစစ်စစ်ဖြစ်ဖို့အရေးကြီးပါတယ် အထက်လန်းလိုက်စားသူတွေကတော့ကိုင်းလင်းကြိုက်ပါမှတိမ်ဒီမဟိဒီတက်တွေရရှိမှာမို့ပရိကကိုင်းလင်းမကြိုက်ခင်ရင်ဖျားကုံလို့ကိုပါနဲ့တရားရှင်လုံးပရိများကိုလက်ကင်ထားခြင်းတုံရပါတယ်ဒုမသာမိမိသွားလူရလမ်းကြောင်းအမှန်ရောက်နိုင်ပါပါတဲ့တဆတ်တဲ့ကျွတ်နဲ့ပရိစိတ်နေသူများအနည်းဆုံး၅ဝတီလာပိုင်ပိုင်နန္ဒသာစောက်ပြီး တိစိတ်ပြီးတိုင်းတရဝဝိနည်းရတို့အားမေတ္တာပို့ပါအမျှပေးဝေပါအကြခင်ကာလအတွင်းတင်းဟာထူးထူးခြားခြားကိုပြေဆုံးလာပါလိမ့်မယ်တဲ့ပတိဘာကုံတော်နဲ့စိတ်ရမလဲမိကြပါလိမ့်မယ်အရံဘုံတော်ဟုယူဆိုပြီးပတိတလုံးချစိတ်ပါတဏိတာအတွင်းငွေကြီးကံစားတာအလွန်ကောင်းမှု28ပတ်စိတ်ပြီးပါတဲ့မချတ်အချို့ကျုံတဲ့သားကိုတန်လျက်ပုံပစိန်ပုံထုစီမိမိရောင်းလို့တော့လေယာချမ်းပြီးအစားရှိသည်တို့အားအယောင်ထွက်စီရန်ကွဲစားများကအဆောင်ဖြစ် အသုံးပြုကြပါတယ်။ကျွန်းနဲ့ပြာကိုပြားရင်နဲ့ရောစက်တောက်သုံးပါကကိုရင်းကိုပါ အပူအပပယောဂနဲ့ဝန်လေးယောဂတို့ပြောင်းရင်းစေနိုင်ပြီတဲ့66ပါသောယောဂတို့လည်းကင်းဝင်စေနိုင်ပါတယ်၎င်းတံများကိုမိမိပင်နဲ့ရွတ်ပွားသောဂါရမန်ရဲ့ယူနီယာကိုရွတ်ဆူကရေနစ်တံပြားရောဆက်၍ပယောဂအတိုက်တို့အားကုသ၍လည်းရရှိနိုင်ပါတယ်လို့ဤသာထားပါတယ် ကျွန်းတဲ့အကြောင်းပြောရင်းနဲ့ဗျောကအကြောင်းနင်းငယ်ပါလာလို့ဘုံတုဒ္တအဖြစ်ပေါ်တဲ့ဒီတော့ကျွန်းတဲ့ဆိုတာပြားထားတဲ့တန်တဲ့ဂိမ့်လေတော့ကြောင့်အထက်ဆက်ကြောင်လာတိတ်တောင်းအထိပင်ကြောစောပြန့်နေကြောင်းကိုရှိစာသူတို့ကဆိုလာကြပြီဓာတ်တည်းအထုပြေပြေဆုံးတော့ကျွန်းတဲ့ဒီထက်ကောင်းငယ်လို့ဥတီကြလေတော့ကြောင့်အကီးရဲ့လန်ဗတိလန်မိမိနှစ်သက်တော်လန်ကိုလိုက်စားသူများဟာကျွန်းတဲ့ဗတိနဲ့အတူနေပါနင်းညမကွာအတူထားပါတင်ဟာထိမှန်မထားလောက်အောင် တိတ်တိအဖို့မူရရှိမှာမလွဲ အကန်ပါခင်ဗျာလို့ရေးသားထားပါတယ်ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားစင်မီဒီယာရဲ့ပြည်သက်များအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပြည်သက်များနားဆင်ကြရတဲ့အကြောင်းကတော့ကျွန်းလန်းနဲ့ပတ်သက်ပြီးတော့တိမတ်စရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားပွဲအကောင့်နဲ့ဘာသာရေးဆိုင်ရာအသိပညာဖူးသုတအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လည်းစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အကြောင်းအရာတွေတင်တိုင်းမှာသိနိုင်အောင်လို့လည်း notification bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်နားဆင်ပေးခဲ့ကြတဲ့ပြည်သက်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဖူးသုတများတိုးပွားကြပြီးတော့နိုင်ငံကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်